ါရှင်။နာပြည့်ည Channel ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တူနိုင်မိတော့ဆိုတဲ့စိတ်ဝင်စားပွဲတရိတံဝေကရပွဲဖြည့်ရမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ဝါဆိုလာပြည့်တနင်္လာနေ့လေဆောင်တဲ့ရဲ့အပြင်ဘက်မှာမိုးတပြောက်ပြောက်ရွာနေတယ်။အမောင်တို့ကကြီးစိုးနေတယ်။ ညအချိန်မှာပြန်တန်းတတ်တဲ့လင်းနှုတ်ငတ်စစ်စလီငတ်တို့ရဲ့တောင်မှန်တန်ဖားအော်တန်လေအပြင့်မှာတစ်ပင်တို့စီကကြွေတဲ့မိုးဆက်ပေါက်တန်များဒုံမဘာစို့ဘာမှမကြရလူများအိမ်မောကြခြင်းဖြစ်တော့တိတ်ဆိတ်လုံးနေချင်းများလာတယောက်အိတ်လို့မပြောနိုင်ချိန်မိတ်အိတ်တော်လေမပြောဘဲမျက်စီချင်းလာရီတကောင်ရန်ကိုရောက်လာရီအိတ်မပြောချင်းများလာရဲ့စိတ်အာယုံကိုအတွေးတစ်ခုဝင်နေရီ ကျောင်းနိုင်စရာတော်ဟောတဲ့တရားတော်ကကျင်းများလာရဲ့ခေါင်းထဲကိုဆွဲဝင်နေခြင်းကြောင့်ဖြစ်ပါရဲ့အလင်္ကာပြောင်မြောက်စွာဇီယာတော်ဟောတဲ့နေတရားကမဟာဗုဒ္ဓဝင်ဖြစ်တဲ့ဓမ္မဂရိကအကျော်တရားဟောကောင်းတဲ့ဇီယာတော်ဖြစ်တဲ့အရောက်ဇက်တော်တစ်ခုကိုပိုင်းခြားပြီးနှစ်ချီဟောလေရှိတဲ့ ဒီနေ့တနေ့လုံးဥပုံနေ့တိုင်းမဟာဗုဒ္ဓဝင်ကိုဟောမယ်လို့ပါရမီကန်းကစပြီးဏိဒန်းကြီးကဖရာအဖြစ်ကိုရောက်တော်မူတဲ့အထိဒီနေ့စဟောရီဆရာတော်ဟောခဲ့တဲ့တရားတော်များများတွေကမဟာဗုဒ္ဓဝင်ကိုချင်းမြလာအနှစ်သက်ဆုံးအကြီးအမျိုးဆုံးမြတ်စွာဘုရားကြင့်ကြံအားထုတ်ပုံဖရာအဖြစ်ကိုရောက်တော်မူပုံများကပြုံးမပြတတ်တဲ့အထိကြီးညိုစရာကောင်းလာတယ် ရမီရင်တန်အကျင့်ကြံကောင်းတဲ့ပုဂ္ဂိုလ်တို့ရဲ့တွားရကလေးကအားကြဖွယ်ကောင်းလေစွာလို့ချင်းများလာဖျားရှင်ရဲ့ဂုံတော်များကိုကြီးညိုလို့မစုံဖြစ်မိတဲ့ကိုရိုင်းဖျားစုတောင်းလို့ချင်းဖျားဖြစ်ကိုရလို့ချင်းစားရဇန္နာတွေပြင်းပြလာတဲ့သူရဲ့လက်ရှိဘဝအနေဌာနဲ့ဒေဒထမင်းသားရရှိခဲ့တဲ့ပုံများဖြစ်နိုင်တဲ့အချက်လက်အနီးကပ်ဆုံးအနေဌာများကိုနှိုင်းရှင်တိုင်းတာကြည့်အလောင်းတော်ရဲ့နမေကဒေဒထ သူ့နာမည်ကချင်းမြလာအလောင်းတော်ရဲ့မိဖုရားကမေရတော်ချင်းမြလာရဲ့ဇနီးကမိမောအလောင်းတော်ရဲ့သားတော်ကမောင်ယာဟုချင်းမြလာရဲ့သားကမောင်လာဦးအလောင်းတော်ရဲ့ဖွားဘတ်တော်အနီးကပ်ပြုစုလှုပ်ကြွေးသူကစန္ဒချင်းမြလာရဲ့စရင်ငါကစံမြအလောင်းတော်စည်းရဲ့မြင်းကကနကချင်းမြလာရဲ့နွားလာကြီးကငနီလာအလောင်းတော်ကူးတဲ့မြစ်ကအနော်မချင်းမြလာမကချောင်းဖီလာအလောင်းတော်ပိုင်ဆိုင်တဲ့အတိုင်းမြေက ကပီလဝဲ့ပြီးချင်းမြလာပိုင်းနဲ့လေခွင်းကငဘမြေချင်းမြလာယခုပိုင်ဆိုင်နဲ့လေခွင်းများကို ရခင်ကတော်ရိုင်းမြေရိုင်းကိုငဘအမိရှိတဲ့လူတယောက်ကစပြီးတီထွင်ခဲ့ဘူးလေဒါအတွက်ကြောင့်ငဘမြေလိုတွင်နေချင်းမြလာဤသို့တွက်ချက်ကြည့်ပြီးတာနဲ့အဆုံးမှာတော့သဘောကျစွာပြုံးလိုက်တယ်တိတ်ဆိုင်လုံးနဲ့တိတ်တထနဲ့ချင်းမြလာတိတ်ဆိုင်မှုတွေကတထထဲတူနေတယ် ခြင်းများလာလေတောထွက်ရင်ဒေတာထားကဲ့သို့ဖျားဖြစ်နိုင်မယ်လို့အထင်ကြီးတော်ရီခြင်းများလာတောထွက်ပြီးတရားအထုတ်ရန်ဆုံးဖြတ်လိုက်တဲ့အဘိုးပစ္စည်းတစ်စုံတစ်ခုကိုမှမယူပဲဒေတာထနီးတူတောထွက်မယ်လို့အနားမှာအိပ်ပျော်နေတဲ့ဆံမြကိုလှုပ်နိုးလိုက်တဲ့ဆံမြကငောက်ခနေထထိုင်နေသူ့ကိုလဲထွန်သွားရန်အတွက်နှိုးတယ်ထင်ပြီးတဲရဲ့အပြင်ဘက်ကိုကြည့်ရအမောင်ကကြားတော့ရှိသေးတယ်မူမလင်းသေးပါဘူးလေကိုချင်းမြလာစောပါသေးတယ် ်ထို့သူဆိုကဆံမြကပြန်အိတ်တယ်အကျန်စီကိုမတီးသေးတဲ့ဆံမြကိုကြည့်ပြီးချင်းမြလာပြုံးနေပြီးမှဖွင့်ပြောလိုက်တယ်ဆံမြမင်းကိုလဲထုံမို့နှိုးတော်မဟုတ်ဘူးကဒီနေ့ကစပြီးမိသားစုနဲ့တကွအရာခတ်သိန်းကိုငါဆွန့်လွတ်ပြီးတောထွက်တော်မယ်အဲ့ဒါမင်းငါကိုကူညီစမ်းဆံမြကတန်တအောဖြစ်ပြီးထထိုင်ပြန်နေချင်းမြလာရဲ့စကားကိုအစမ်းကြသွားမိခြင်းကြောင့်ဖြစ်တယ် ကိုချင်းမြလာက တော်ထွက်တော့မေဟုတ်လားဟုတ်တယ်ဆံမြဒီနေ့ကစပြီးကိလေသာအလုံးကိုငါစွန့်ပြီးငါတော်ထွက်တော့မေဟာကိုချင်းမြလာကလည်းမဟုတ်တာကဲဆံမြစကားများမနေနဲ့တော့ကွာငါနွားလာကြီးငနီလာကိုသာ အပြင်ဆွဲထုတ်လိုက်ဆံမြကို ခပြင်းပြင်းအမိန်ပေးပြီးချင်းမြလာကတေတထားကဲ့သို့မရနဲ့သားကိုယူစားရန်အိတ်ခန့်အတွင်ကိုဝင်သွားရည် ဇံမြမှာလေတကြောက်ကန်းနိုင်လုံးနဲ့ချင်းမြလာရဲ့အယူအဆစုံဖြတ်ချက်ချထားတာကိုစည်ရင်းကားဖြစ်တဲ့အတွက်ပြန်ပြောနိုင်စွမ်းမရှိတော့ငနီလာကိုဆွဲယူပြီးခြံတကားဝါကစောင့်နေတယ်။တန်အောင်အကြမှာချင်းမြလာရောက်လာတယ်။ချင်းမြလာကနွားကြောပေါ်ကိုတက်စီတာနဲ့ဇံမြကရှေ့ကနေကျိုးနေဆွေးတယ်။ဟေးအောင်ဇံမြရှေ့ကမဆွဲရဘူးကွာအားလုံးမကုန်တော့မှာပဲ။တိတ်တထတော်ထွက်တုန်းကဆန္ဒမြင်ပြီးဆွဲလိုက်တယ်လို့ဆိုတယ်။ မင်းလည်းငဏီလာရဲ့အမိကိုဆွဲပြီးလိုက်ပေါ့။အာကိုချစ်မြလား။ကျွန်တော်ငဏီလာအမိကိုမဆွဲရဲဘူးဗျ။မတော်လို့ကန်ရင်နာမှာ။ငဏီလာကကန်တတ်တာကိုစမ်းများသည်တည်း။အမမထင်တင်မားကိုပွတ်မိရင်တော့ငဏီလာကကန်နေ။စမ်းများတစ်ခါနှစ်ခါအကန်ခံရပြီ။ကဲအမိကိုမဆွဲလေ။အနောက်ကနေပြီးသားမောင်းတော့။တို့တို့ဆိုပြီးနှစ်ယောက်သားတောထွက်လာကြတဲ့။ဇံမြကချင်းမြလာရဲ့အယူအဆအပြုမှုတွေကိုတခုမှမကြိုက် သူ့အလိုကိုမလိုက်ရင်ဇေယင်ကအလုပ်ပြုတ်မှဆိုးခြင်းကြောင့်သာလိုက်နေရခြင်းဖြစ်သည့်မိုးရွာတဲ့အထယ်လီတိုက်တော့ခက်ခိုက်တုံအောင်ချမ်းနေညာမိုးဖြစ်တော့ပူချမ်းနေမောင်နဲ့မင်းမင်းမူအသွားရခတ်သည့်လမ်းပြက်ကတချို့နေရာတွေမှာဆိုရွှွန့်တွေကဒူးပေါင်လေးအထိကျော်နေချင်းမြလာက စိတ်အားတန်နေတဲ့အောင်ဆံမြကစိတ်ပြက်သည် ရှုံမြောင်းတောင်တန်းတွေကိုတစ်ခုပြီးတစ်ခုဖြတ်တန်းပြီးချင်းများလာတို့ဆရာတပည့်ချောင်းဖီလာကန်းကိုရောက်လာခဲ့ကြရဲရေအတော်ကလေးပြည့်နေတော့ချောင်းကန်းနာအတိုင်းလျှောက်သွားနေကြရရဲထိုဘကန်းကိုကူးပြီးအလွယ်တကူရောက်နိုင်မယ့်နေရာတစ်ခုကိုရှာကြည့်နေကြခြင်းဖြစ်တဲ့ဟေးဘသူတွေလဲရှေ့တို့မလားနဲ့ခမမအတန်းတစ်ခုကိုကြားရခြင်းကြောင့်ဆရာတပည့်နှစ်ယောက်ခြေစုံရက်မိသွားရဲ့ ချောင်းဖိလာထဲမှာငါးပိုက်ချနေတဲ့တန်ခါတဲ့တွေကချိန်မောင်းကြခြင်းဖြစ်တဲ့မကြခဏပိုက်အခိုးခံနေရတော့ပိုက်ခိုးရန်လာတဲ့လူတွေအထင်နဲ့လှမ်းဝော်ပြောကြရီနွာလာကြီးကျောပေါ်က စီးပါနေတဲ့ချင်းမြလာအတန်ကြားရစီကို မျက်ဆောင်ထူကြည့်တယ်သူတောထွက်လာတာကိုသိလို့မန်နက်တားပြီလို့ချင်းမြလာကဤသို့သဘောပေါက်တယ်မန်နက်ကိုဂယုမဆိုင်ကြောက်เสียမလို့လို့စိတ်ကိုတင်းပြီးချင်းမြလာဤသို့ဆိုလိုက်တယ် ဟေးမန်နဲ့ငါ့ကိုတားမိမကြမ်းနဲ့ငါကစင်စစ်ဘုံသုံးပါးမှာဖျားဖြင်းရံအတွက်တောထွက်လာခြင်းဖြစ်တယ်ငါ့ကိုမနှောက်ရှက်နဲ့တူတူခမမအတန်းနဲ့ပြောလိုက်တယ်တန်ငါသည်မြောင်ချင်းများလာအတန်းကိုကြားတော်ရည်ကြတယ်ဘလို့လူပါလိတ်အယူများလာလို့တွေးပြီးတူဖက်ပြောနေရင် စကားရှိမှဆိုတော့ပိုက်ကို အလင်းမြန်ရုပ်ပြီးတဏီယာကိုဖေးသွားကြတယ် အတန်ဒီတိတ်သွားပြီးနောက်မန်နက်ကိုအောင်ပြီးလို့ဝမ်းတာအားရဖြစ်ပြီးချင်းမြလာတို့ဇေယတပည့်ချောင်းပြီလာကိုကူးပြီးထိုဘက်ခန်းကိုရောက်လာကြတယ်။ချင်းမြလာနွားကြောပေါ်ကဆင်းပြီးပဝင်းချင်းတောတောင်တွေကိုကြည့်တယ်။တရားကျင့်ရန်တင်းတဲ့နေရာဒေသလိုတွေးပြီးဆံမြကိုဤသူဆိုရီး။ကဲဆံမြမင်းပြန်နိုင်ပြီ။မိမော်ကိုငါးချောင်းနဲ့ပတ်သက်ပြီးဝမ်းနဲ့ကြေခွဲမဖြစ်လေနဲ့လို့မင်းနဲ့တွေ့တဲ့အခါပြော့ပြလိုက် ။ဒါဆိုလဲထုံဖို့ဟာဘလို့လုံးမှာလဲ။အဲ့ဒါတွေကိုငါတခုမှမသိတော့ဘူးစမ်းမြ။စကားများမနေနဲ့။မင်းပြန်တော့။ချင်းမြလာကခက်ပြင်းပြင်းနေတော့စမ်းမြလည်းဘာမှပြန်မပြောရေးပဲငဏီလာကိုဆွဲပြီးပြန်လာခဲ့တယ်။စမ်းမြပြန်ပြီးနောက်ချင်းမြလာကအတော်သင့်ရှိတဲ့သူ့ရဲ့သပင်ကိုခြုံခုတ်ဓမနဲ့ဆွဲပြန်လိုက်တယ်။လက်တဆုပ်ရတဲ့သပင်ကိုအသေးချာစူးစီးကင်လိုက်တယ်။ငါသည် စင်စစ်ဘုံသုံးပါးမှာဖျားဖြစ်မိမှန်မှာကဤသပင်က မြေတို့မခပဲကောင်းကင်မှာတည်စေသည်ထို့သူပြောပြီးမြောက်တင်လိုက်ရသပင်များကလေနဲ့လွင့်ပြီးခြုံပေါ်မှာတင်နေချင်းများလားအတိုင်းထက်လွန်ဝန်းတာတော်ရီသူကိုယ်သူဖျားဖြစ်တော့မယ်လို့ယုံကြည်တယ်တရားကျင်းတော့မယ်လို့နှလုံးသွင်းပြီးအနီးနားမှာရှိတဲ့တိပင်ကြီးရဲ့အောက်ကချားတောင်ဘူးမှာတက်ပြီးတမင်ခွေထိုင်လိုက်တယ် ကျောင်းနိုင်စရာတော့ဟောတဲ့ဗုဒ္ဓဝင်တွေကအတိုင်းအာနာပါနကမ္မထံကို စတင်ရှုမှတ်တဲ့မဟာဗုဒ္ဓဝင်ကိုဆရာတော်ဟောရမှာဖရာလောင်က အာနာပါနကမ္မထံကို ဝင်စားတော်မူတယ်လို့ခဏခဏပါရှိတယ်။ဒီရတွက်ကြောင့်ချင်းများလောင်မှတ်မိနေတယ်။အာနာပါနကမ္မထံကရှုမှတ်ရလဲလွယ်တယ်။ပြန်လွှဲနေတဲ့စိတ်တွေကိုအာနာပါနနဲ့ထိန်းချုပ်လိုက်မှရတယ်။ စိတ်ရယုံကိုသတိနဲ့ကပ်ပြီးတည်နေစေရန်အတွက်ရှုမှတ်နည်းအကောင်းဆုံးမှာအာနာပါနာကမ္မထံလို့ခြင်းများလမှတ်ထားဘူးရီခြင်းများလတမင်ခွေထိုင်ပြီးကိုယ်ကိုဖြောင်းဖြောင်းခါးကိုတောင့်ပြီးဘယ်လက်ကိုအောက်ညာလက်ကိုအထက်ထပ်ထားပြီးဒီဇိုင်းမှန်မှန်ရှုရီပြန်လဲနေတဲ့စိတ်ရယုံတွေကိုစူးစီးရှုမှတ်တယ်တရားတရှုနှစ်ရှုသာမှတ်လိုက်ရရီဖြုတ်တွေ့ခြင်းတွေတဝုံဝုံကြလာတော့လူနဲ့အနေဝေးတဲ့ဖြုတ်တွေ့ခြင်းတွေကြောင့်တင်နေတယ် ရောက်လာတာနဲ့စူဇန်မနေတော့ပဲအတင်းဝင်ခိုက်တယ်။လူကိုလည်းမကြောက်မောင်းလို့မနိုင်အောင်လည်းခိုက်တယ်။တရားရှုဖို့မရပဲခြင်ကြည့်မောင်းနေရတယ်။သွေးဝရင် ပြန်သွားပါစီဆိုပြီးမမောင်းမေးထားပြန်တယ်။တကောင်ပြန်သွားရင်နှစ်ကောင်ရောက်လာတယ်။တတုပ်ပြီးတတုပ်အဘယ်မှာတီးခတ်နိုင်တော့မလဲ။ခြင်ကြည့်မောင်းနေရတော့တရားရနိုင်ပါမလား။တရားကိုမစိုးထားနဲ့စိတ်ကခြင်တွေဖြုတ်တွေစီကြည်ရောက်နေတော့တမာရီတောင်မရနိုင် ချင်းများလာစိတ်တူလာခြင်းနဲ့တက်တက်ညာညာမောင်းနေရင်အာမတ်နာကြောက်လဲမကြောက်ဆိုပြီးပြန်ကနေအားရပါရရိုက်ချလိုက်တယ်။ဒါမှအဝေးကိုရှောင်ပြေးကြတယ်။လက်မလဲစေကောင်အောင်မနေဖြုတ်တွေ့ခြင်းတွေအကိုက်တက်တာပြန်တော့မိုးကတဖြောက်ဖြောက်ရွာလာပြန်နေလေအဝေးမှာစိန်ကနေဖြစ်သွားရိစိတ်ငြိမ်ဖို့မရအာနာပါနာကနေဖြုတ်ဖြုတ်ကနေခြင်းခြင်းကနေမိုးမိုးကနေလေအဘေကတရားရမလဲ လေမတိုက်ရင် ချင်းကိုက်တဲ့ချင်းမကိုက်ရင်လေတိုက်တဲ့ချမ်းနေချင်းများလားစိတ်ပြတ်လာတဲ့မျက်စိမိတ်လိုက်တာနဲ့ဟိုအနာကရွက်ကနေဒီနာက တောက်ကနေနားယောင်ကြားလာတတ်တဲ့တစေချောက်တယ်လို့ထင်နေချင်းများလားကကြက်သီးမွေးညင်းထပြီးကြောက်လာတဲ့ချင်းကိုက်တဲ့လေအပိမှာချမ်းနေတစေချောက်တာနဲ့ယောဂတွေကတကူပြီးတကူဒိုးလာနေတဲ့ ။တပြိုင်တည်းပြုံကြတဲ့ယောဂတွေကိုတီးခတ်နေကြတော့လည်းမရတော့ခြင်းပြလာက လာလန့်တိုင်ပြန်လေတော်ရီ။ရွာတကြီးအိမ်ခန်းမမလူတွေစီကနေတဲ့ခြင်းပြလာနဲ့ဆန်လာတရားတွေ့နေကြခြင်းဖြစ်တဲ့ဆန်မြကိုခြင်းပြလာကတရားဆွဲထားတယ်လို့သိရတယ်။တရားအဆုံးဖြတ်အနိုင်ရှုံးကိုတည်လို့၍လာရောက်နားထောင်ကြတဲ့ရွာသူရွာသားများမှတရားအောင်မနေ တရားပွဲကိုအသက်သွင်းပေမဲ့တရားခဏ်နဲ့တရားလူတို့အရောက်ဆုံးပြီးနောက်ရွာတဲ့ကြီးကချိုးလူနှစ်ဦးကိုစာရေးစပွဲနာကိုလာခိုင်းနေချင်းမြလာက မျက်နှာထားတင်းတင်းနဲ့မျက်လုံးပြူးထားတော့စံမြမမဝံမရဲတာလာဆိုင်နေတရားလူဖြစ်တဲ့ချင်းမြလာစွဲချက်တင်ထားတဲ့အတိုင်းတိုင်းစာမှာပါတဲ့အကြောင်းအရာအချက်လက်တွေကိုဖတ်ပြပါမယ်သူတို့ဆိုကရွာတဲ့ကြီးကစာရွက်ပိုင်းကိုကောက်ကင်လိုက်တဲ့ ရိဒတ်များလည်းလေပင်ရှိပြီးရွာတကြီးစီအာယုံရောက်နေကြတယ်။ရွာတကြီးကစာရွက်တရွက်နှစ်ရွက်လှန်ရှာပြီးမြက်ခုံးနှစ်ဖက်ပူသွားတဲ့အထိစိစိဆက်ဆက်ကြည့်တယ်။မျက်စိအာမကောင်းလို့ထင်နေအင်းကြီးအိတ်ထဲကမျက်မှန်ကိုနှိုက်ပြီးပစိုးစားနဲ့တုတ်သက်ခါတက်လိုက်တယ်။မျက်မှန်ကကြော်ပြီးပရိဒတ်စီကိုကြည့်တယ်။ပြီးမှရှင်းလင်းပြသားစွာဖတ်ပြရတယ်။ချင်းမြရဲ့ငဏီလာအမည်ရှိတဲ့နွားလာကြီးကိုဆံမြကအပြစ်မဲ့ဓာတ်နဲ့ခုတ်တယ်ပြစ်ပါရဲတဲ့ အဲ့ဒီပြဿနာကိုရှင်းပြပါတရားဥပဒေအရအေးအေးယူပေးပါဆိုပြီးတိုင်ထားပါတယ်ထို့သူရွာတကြီးကအတူချုပ်ဖက်ပြားရီပြီးတော့မှဇံမြဘက်ကို မျက်နှာလှည့်လိုက်တယ်ဇံမြကလည်းဘာဖြစ်လို့ဘလို့အကြောင်းကြောင့်နွားကိုဓာတ်နဲ့ခုတ်တရရီဆိုတာကိုအမှန်တိုင်းဝန်ခံပါရွာတကြီးကပြောလိုက်တော့မှငေးငိုက်နေတဲ့ဇံမြမှာအသက်ဝင်လာတဲ့အောင့်နေထားတဲ့မျက်နှာကိုမော့လိုက်တယ်ဇံမြရဲ့မျက်နှာတွေနီးရဲနေတယ် စိုးရိမ်ပူပန်စိတ်ကြောက်စိတ်များနဲ့ထူပူနေတယ်လို့ထင်ရတယ်။ဟုတ်ကဲ့အမှန်တိုင်းပြောပါရစေ။ဆံမြားကစကားနှိမ့်တန်းချီပြီးစိုးရိမ်ကြောက်စိတ်များကိုဖေးထုတ်ပြတဲ့ပြီးမှပြောတယ်။ဝါဆိုလာပြင်းနေညာကကိုချင်းများလာနဲ့ကျွန်တော်တောထွက်ကြပါရစေ။ကိုချင်းများလာကသူ့နွားလာချင်းငနီလာကိုစီးပါရစေ။ကျွန်တော်ကနောက်ကနေလိုက်ရပါရစေ။တောထွက်တုန်းကမင်းတို့နေအောင်ထဲလားဘသူတွေပါသေးလဲ။ ရွာတကြီးကတခွန်းထောက်မိတယ်။တခြားသူဘသူမှမပါပါဘူး။ကိုချင်းများလာရဲ့ကျွန်တော်နွားလာကြီးငနီလာဒီသုံးဦးတည်းပါ။ဟုတ်ပြီပြောဆက်ပြော။ချောင်းပြီလာဟိုဘကန်းကိုရောက်တော့ကိုချင်းများလာကငနီလာကြောကဆင်းပြီးကျွန်တော်ကိုပြောပါတယ်။အိမ်သူအိမ်သားတွေငါတရင်ကိုသိအောင်မင်းပြန်တော့လို့နှင်းပါတယ်။ကျွန်တော်လည်းသူစကားအတိုင်းငနီလာကိုဆွဲပြီးပြန်လာခဲ့ပါတယ်။လာရင်းနဲ့ကျွန်တော်စဉ်းစားပါတယ် ဖះလောင်းဒေါထွက်တုံးကသခင်နဲ့ခွဲရလို့ကန္နကမြင်းကရင်ခွဲပြီးသေးတယ်လို့ကြားဘူးပါတယ်။ဒါပေမဲ့ကျွန်တော်တို့ငနီလာကတော့ရင်လဲမကွဲ၊သေလဲမသေလူနောက်ကတကောက်ကောက်လိုက်နေပါတယ်။အဲ့ဒီကတော့ကျွန်တော်လေးလေးနက်နက်စဉ်းစားပါတယ်။ငနီလာကိုဒီတိုင်းဆွဲသွားလို့ရွာကိုသွင်းကောင်းပါမလား။မတော်တဆရွာနာရင်ခတ်မယ်ဆိုပြီးလက်တလော့အကြံရတာနဲ့ငနီလာကို ကျွန်တော်ဓာတ်နဲ့ခုတ်တယ်ပြစ်ခဲ့ပါတယ်။ဟာ ငနီလာကိုရင်ခွဲနာကြပြီးမတရားကောင်းမလားဆိုပြီးတော့ဆံမြကဓာတ်နဲ့ခုတ်တက်ခဲ့တယ်ဟုတ်လားဟုတ်ပါတယ်ကျွန်တော်အမှန်တိုင်းဝန်ခံပါတယ်ငနီလာကိုဓာတ်နဲ့ခုတ်တက်ခဲ့တာအမှန်ပါဆံမြပြောပြတာကိုအဆုံးမှတော့အကုန်ရှိကြတယ်ရွာတကြီးကတော့မရှိခေါင်းအေးထားပြီးစဉ်းစားတယ်အေးပေါ်လေတပတ်ကကြည့်ရင်တော့လောကအမြင်အပြင်မှန်တဲ့တလောက်မှန်တယ်လို့ပြောနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဖျားလောင်းမှာ မြင်းတေလို့ချင်းမြလာမှာနွားမတေဘူးမတေတဲ့နွားကိုရွာကိုသွင်းယူလာရင်ရွာနာမှာစိုးရတယ်မဟုတ်လားဒါကြောင့်ဆံမြအထင်နဲ့လောကအမြင်ကိုနှိုင်းစားကြည့်ရင်ဆံမြမားတယ်လို့မပြောနိုင်ဘူးမှန်တဲ့တလောက်မှန်တယ်လို့ပြောရမှာပဲမှန်မှန်မမှန်မှန်ကျွန်တော်မှအခုလေထုံမို့နွားမရှိတော့ဘူးကျွန်တော်လောငနီလာစားအခုချက်ချင်းအယောရလိုပါတယ်ချင်းမြလာကထပြောတယ်အဲ့ဒီလိုမပြောနဲ့လေချင်းမြလာ မင်းကဘသူကတောထွက်ခိုင်းလို့လေကိုထင်းရဇွတ်လုပြီးနွားတည်တဲ့အခါမှာကျွန်တော်ဟာနဲ့ကျွန်တော်တောထွက်တာနွားကို ခုတ်တက်ဖို့နဲ့ဘာဆိုင်လဲဗျအေးမင်းကတော့မဆိုင်ဘူးလို့ထင်နေတာငနီလာကိုတွင်းယူလာလို့မတော်ဆရွာနာသွားရင်လူတွေတေးကျပြက်စီးရင်မင်းဘလို့လုံမလဲအဲ့ဒါကိုလည်းထိတ်စင်းစားအောင်ချင်းမြလာဘာမှစဉ်းစားစရာမလိုဘာမှလည်းမဖြစ်ဘူးကျွန်တော်နွားကိုအခုရော်ပြီးပါ ချင်းမြလာက သူ့နွားဘိုးကိုအယောတောင်းနေ ။ရွာသက်ကြီးကစကားမဆိုဘဲတအောင်ငိမ့်နေတယ်။ခေါင်းအေးထားပြီးစဉ်းစားတယ်။မအံ့မယားလှုပ်တတ်တဲ့ချင်းများလာကိုလည်းအမြင်ကပ်တယ်။နွားလာကြီးတကောင်ရဲ့တန်မိုးကိုအယောပေးရမယ်ဆိုရင်ကာလာတန်ကြီးအပြင်နဲမမဟုတ်လို့ဆံမြအဖိုးကိုလည်းထဲသွင်းစဉ်းစားတယ်။ရွာသက်ကြီးခေါင်းတွေရှုပ်ထွေးသွားတယ်။နွားတွေတာတခုကြည့်ပြီးပြောရရင်ဆံမြလွန်နေလို့ပြောနိုင်တော့လေဖိယားစကြောင့်စမတအာသူပမီးလောင် ရေနစ် စားရထိုအရာဝိတ္ထုပစ္စည်းများမှာကျွင်းတဲ့အတူအစအရာဝိတ္ထုများကိုအင်းနေလူများမတုံဆွဲကောင်းလို့ရှေ့ကအဆိုရှိခဲ့တာကိုထောက်ကြည့်ပြန်ရင်တော့ငဏီလကို အစားဖြောက်ပြခဲ့တဲ့ဇံများကိုတရားမလွန်လို့ရွာတဲ့ကြီးကဤသို့အတီးပြူတဲ့မတမယာတူနိုင်စင်ကြင်တုံတရားကင်းမဲစွာဇွန်းနိုင်လောက်တတ်တဲ့ချင်းများလာကိုနောင်ကျင်သွားအောင်ဆိုပြီးဖျားလောင်တောထွက်တဲ့အခါဖွားဘတ်တော်ကဏ္ဍကရင်ကွဲပြီးတည်တယ်လို့ စာဆိုရှိခဲ့တော့ချင်းမြလာတောထွက်တဲ့အခါလေးနွာလာကြီးငနီလာရင်ခွဲပြီးတည်တဲ့နေတည်တဲ့မလေးကမတည်ပဲကျွင်းကြံခဲ့တဲ့အတွက်ငနီလာကို ပြန်မယူကောင်းရွာကိုမသွင်းကောင်းဒီရဲ့အတွက်ကြောင့်သုတ်တင်ပြစ်ခဲ့တယ်။ကဲရွာတကြီးကဘလို့ဆုံးဖြတ်ရမလဲ။စာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။ နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်။